မင်္ဂလာပါရှင်။နိုဝင်ဘာလ29ရက်နေ့နေ့လယ်ခင်းတိနောက်ဆုံးရရှိထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါရှင်။အရင်ဆုံးအနေနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါ။ American Mall ခေလုံခွေရှောက်ထားမှုမှန်သမျှကိုစိုင်းငံ့ထားစေဖို့သမ္မတဒေါ်နယ်ထရမ့်ရဲ့အစိုးရကအမိန့်ချမှတ်လိုက်ပါတယ်။ American ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနလက်အောက်ခံနိုင်ငံသားနဲ့လူဝင်မှုရေးရာဌာန USCIS ညွှန်ကြားရေးမှူး Joseph H. လူက ပြည်တွင်းမှာခေလွန်ခွင့်အလျှောက်ထားမှုမှန်သမျှကိုအတည်ပြုချက်မပေးဘဲလိုအပ်တဲ့အစီအစဉ်မှုတွေမပြီးမချင်းဆိုင်းငံ့ထားမှာဖြစ်တယ်လို့နိုဝင်ဘာ20ရက်နေ့ကလူမှုကွန်ရက်မီဒီယာအိတ်မှာရေးသားထားခဲ့ပါတယ်။အင်ပီရိုနာမှာအမေရိကန်စစ်သား၂ယောက်ပြစ်ခတ်ခံရတဲ့ဖြစ်စဉ်မှာတယောက်သေဆုံးပြီးတယောက်အပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်ပြီးမှာအမေရိကန်ဟာရွှေပြောင်းအခြေချမှုနဲ့ခေလွန်ခွင့်တောင်းခံမှုဆိုင်ရာစည်းမျဉ်းတွေကိုအလွန်အကျွံတင်းကျပ်လာခဲ့တာဖြစ်ပါတယ်။အက်ချ်လိုရဲ့ထုတ်ပြန်ချက်မတိုင်းခင်မှာ ထရမ့်ကဖွံ့ဖြိုးဆဲအဆင့်တတိယနိုင်ငံတွေရဲ့ emergency ရွှေ့ပြောင်းအခြေချမှုကိုအပြီးတိုင်ပိတ်သိမ်းမယ်လို့ပြောကြားခဲ့ပါတယ်။ငယ်ရွယ်တဲ့အစ်မတန်မင်းကလေးတယောက်တိတ်ဆုံးခဲ့တဲ့ November 26ရက်နေ့ကပြစ်ခတ်မှုကိုကျူးလွန်ခဲ့သူဟာ American တပ်တွေ Afghanistan ကနေဆုတ်ခွာချိန်မှာအတူလိုက်ပါလာတဲ့ Afghan ထောက်လန်းရေးတပ်ဖွဲ့ဝင်ဟောင်းတယောက်ဖြစ်ပါတယ်။သူဟာအဲ့ဒီနောက်ပိုင်းမှာတော့ American မှာနိုင်ငံရေးခေလွန်ခွင့်အလျှောက်ထားရရှိထားခဲ့ပါတယ်။ Edge လို့က American ကိုရောက်ရှိနေတဲ့နိုင်ငံသားတွေကို ဖြစ်နိုင်သမျှအမြင့်ဆုံးအဆင့်အစီအစဉ်မှုတွေလုပ်ပြီးတာတည်ကြတဲ့အထိခိုလုံခွင့်လျှောက်ထားမှုအသစ်တွေကိုဆိုင်းငံ့ထားစေမယ်လို့ဆိုပါတယ်။ Trump ရဲ့အမိန့်အရ USCIS လက်အောက်ခံဌာနကွယ်အားလုံးမှာနိုင်ငံရေးခိုလုံခွင့်လျှောက်ထားတာမှန်သမျှကိုလလောဆယ်လက်မခံဖို့ပယ်လဲမပယ်ချဖို့ပိတ်သိမ်းတာလဲမလုပ်ဖို့ Atlo ကညွှန်ကြားထားလိုက်တယ်လို့သိရပါတယ်။နောက်ဆက်တွဲဆုံးဖြတ်ချက်တစ်ခုခု Trump ပေါ်မလာခင်မှာရှိရင်ဆွဲလျှောက်ထားမှုတွေကိုစမ်းစစ်တာမျိုးကတော့ သက်ဆိုင်ရာဌာနအရာရှိတွေကိုလုတ်ပိုင်ခွင့်ပေးထားကြောင်းသိရပါတယ်။ဒါပေမဲ့အပိသက်ဆုံးဖြတ်ရမယ့်အဆင့်ရောက်ရင်တော့အဲ့ဒီနေရာမှာရန်နာထပြီးအထက်အမေကိုစောက်ဖို့ညွှန်ကြားချက်မှာပါရှိခဲ့ပါတယ်။နိုင်ငံငယ်ရစီကနေအမေရိကန်ကိုရွှေ့ပြောင်းအခြေချလာသူတွေကိုဖိနှိပ်ဖြိုခင်းဖို့ဆိုတာဟာထရမ့်ရဲ့အရေးပါတဲ့မူဝါဒတစ်ခုဖြစ်ပါတယ်။အင်ဖြူဒေါ်နာကပြစ်ခတ်မှုအပြီးမှာတော့ထရမ့်ဟာရွှေ့ပြောင်းအခြေချသူတွေပေါ်ရန်လိုတဲ့အစည်းအမြစ်တွေကိုဒီဂရီထပ်ပြီးတိုးလာခဲ့တာပါ။ထရမ့်က သူဟာအမေရိကန်ရဲ့စံနှုန်းတွေနဲ့မထိုက်တန်တဲ့ဘယ်နိုင်ငံသားသောကိုမဆိုဖေရှားပြမယ်လို့လည်းကတိပြုထားပါတယ်ရှင်။အောက်ကတိကိစ္စနဲ့ဆက်ဆက်ပြီးနေအိမ်ကိုစီးနှင်းရှာဖွေခံရတဲ့နောက်ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီရဲ့ရုံးအဖွဲ့အကြီးကဟာယာဒူကနေနှုတ်ထွက်သွားခဲ့ပါတယ်။ဇယ်လန်စကီကသမ္မတရုံးဝန်ထမ်းရေးရအကြီးအကဲအန်ဒရီယာမက်နှုတ်ထွက်သွားတဲ့အကြောင်းကိုနိုဝင်ဘာလ28ရက်နေ့မှာအတည်ပြုခဲ့ပါတယ်။ယာမက်ဟာယူကရိန်းနိုင်ငံရေးနယ်ပယ်မှာဩဇာကြီးမားတဲ့ပုဂ္ဂိုလ်တူဖြစ်ပြီး ရုရှားရဲ့ကျူးကျော်စစ်ကာလတလျှောက်ဇလန်စကီရဲ့အနီးကပ်အကြံပေးအဖြစ်ရည်တည်ခဲ့ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့လပိုင်းတွေအတွင်းယူကရိန်းအစိုးရထဲမှာအကြတိလိုက်စားမှုအရှုပ်တော်ပုံတွေကြီးထွားလာခဲ့ပြီးရာမတ်ကိုပါအမှုပတ်လာခဲ့တာ ဖြစ်ပါတယ်။မယိုးသားတဲ့ကိစ္စတွေမှာရာမတ်ကိုတိုင်ပေါဝင်ကျူးလွန်တယ်လို့ဒါရိုက်ဆွဆွဲတော်မျိုးတော့အခုထိမရှိသေးပါဘူး။ဇလန်စကီဟာမကြသေးခင်ကမှရာမတ်ကိုစစ်ရဲဆဲရဲကိစ္စအတွက်အမေရိကန်ရဲ့အစွန်းနှိမ်မှုတွေမှာဥဆောင်ညှိနှိုင်းရေးမှုတောင်းဝန်ပေးအပ်ထားခဲ့ပါတယ်။ ရမတ်နှုတ်ထွက်တဲ့အကြောင်းကိုကြေညာပြီးတဲ့နောက်ဇလန်စကီကလက်ရှိရှုပ်ထွေးနေတဲ့ကာလမျိုးမှာတော့ယူကရိန်းအနေနဲ့အစည်းလုံးနေဖို့လိုတယ်လို့ပြောကြားသွားပါတယ်။စည်းလုံးမှုပြည့်ပြည့်သွားရင်ယူကရိန်းဟာအနာဂတ်အပေါ်ဝင်အရာအားလုံးကိုဆုံးရှုံးရလိမ့်မယ်လို့သူကသမရအိန်တော်ရှိမှပြောကြားတဲ့မေခွန်းထဲမှာထည့်သွင်းသတိပေးသွားခဲ့ပါတယ်။စစ်ရဲစရေးဂျောင်းဝေညှိနှိုင်းပေးနေတဲ့အမေရိကန်ရဲ့ထိလွယ်ရှလွယ်ဆွေးနွေးမှုတွေကိုလှုံ့ဆော်နေတဲ့အချိန်မှာယူကရိန်းဟာအကြမ်းအရှုပ်တော်ပုံတွေနဲ့ကြုံလာရတာဖြစ်ပါတယ်။ နိုဝင်ဘာ28ရက်နေ့မနက်အစောပိုင်းတုန်းကယူကရိန်းရဲ့အောက်ကတိတိုက်ဖြတ်ရေးအေဂျင်စီနှစ်ခုရဲ့အရာရှိတွေဟာကီယက်မြို့တော်အစိုးရအရာရှိများအင်အားတွေကယာမက်ရဲ့နေအိမ်ကိုဝင်ရောက်စီးနှင်းရှာဖွေခဲ့ပါတယ်။ယာမက်ကသူဟာအဲ့ဒီစုံစမ်းစစ်ဆေးမှုတွေမှာအပြည့်အဝပူးပေါင်းပါဝင်ခဲ့ကြောင်းလူမှုကွန်ရက်မီဒီယာမှာရေးသားထားခဲ့ပါတယ်။ဇလန်စကီကတော့ယူကရိန်းနိုင်ငံအတွက်မျိုးချစ်စိတ်အပြည့်နဲ့အလို့အကျွေးပြုခဲ့တဲ့ယာမက်ရဲ့အားထုတ်ကြိုးစားမှုတိုင်းကိုကျေးဇူးတင်နေမှာဖြစ်ကြောင်းပြောကြားခဲ့ပြီးသူနေရာမှာအစားထိုးမဲ့ကိစ္စကိုတော့ အ мян ဆုံးဆွေးနွေးတိုင်ပင်အဖြစ်ရှာသွားမယ်လို့ဆိုပါတယ်။ယူကရိန်းရဲ့အားထုတ်မှုတွေတိုက်ပွဲဝင်မှုတွေဟာရှေ့ဆက်နေရမှာဖြစ်ပြီးဒီအနေထားမှာအချင်းချင်းရန်ဖြစ်နေဖို့အချင်းများနေဖို့ပြဿနာရှာနေဖို့ယူကရိန်းအတွက်အခွင့်အရေးမရှိကြောင်းဇလော့စကီကပြောကြားသွားခဲ့ပါတယ်ရှင်။အခုဆက်လက်ပြီးတော့ပြည်တွင်းသတင်းတွေကိုနားဆင်ရမှာဖြစ်ပါတယ်ရှင်။စကိုင်းတိုင်းခေဦးမြို့နယ်မှာစစ်ကြောင်းပြတ်တဲ့အထိတိုက်ခိုက်ခံခဲ့ရတဲ့စစ်ကောင်စီတပ်သားတွေအလောင်းတွေကိုမိရှို့တကြပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့တယ်လို့ခင်ဦးပကပကဒီနေ့ထုတ်ပြန်ပါတယ်။ခင်ဦးမြို့နယ်မုံလကြီးရွာမှာအထိုင်ချတပ်ဆွဲခဲ့တဲ့စစ်ကောင်စီတပ်နဲ့ထိတ်တိုက်တိုက်ပွဲတွေပြီးစစ်ကောင်စီတပ်ဟာနိုဝင်ဘာ28ရက်ညနေပိုင်းမှာမုံလပင်စင်းကင်းကြီးစု အောင်သာယာကာဘိုလမ်းကြောင်းအတိုင်းဆုတ်ခွာသွားကြတယ်လို့သိရပါတယ်။မနေ့ကတော့တော်လရင်အင်အားစုတွေကတိုက်ပွဲဖြစ်တဲ့နေရာကိုနယ်မြေရှင်းလင်းရေးသွားရောက်ဆောင်ရွက်ခဲ့ပြီးစစ်ကောင်စီတပ်ရဲ့အလောင်းတွေကိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတပ်ဖွဲ့ဝင်တွေကတရုတ်ခဲ့ရတယ်လို့အသိပေးထားပါတယ်။ မေးရှုခဲ့ရတဲ့အလောင်းအရေအတွက်ရောက်ရုပ်အလောင်း30ဝန်းကျင်ရှိခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီရုပ်အလောင်းတွေထဲမှာဗိုလ်ကြီးအဆင့်တွေနဲ့တပ်သားတွေအများစုဖြစ်တယ်လို့ခင်ဦးပကဖတာဝန်ရှိသူကအတည်ပြုပါတယ်။နိုဝင်ဘာဒုတိယပတ်ကစပြီးကမ်ဘလိုမြို့နယ်ဘက်ကနေစစ်ကောင်စီတပ်ကအင်အား300ဝန်းကျင်နဲ့ခင်ဦးမြို့ရဲ့အနောက်မြောက်ချမ်းကကြေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီစစ်ကြောင်းဟာမုံလကျွာမှာ၄ရက်ကြာယာယီတက်အထိုင်ချခဲ့ပါတယ်။အဲ့ဒီနောက် ရန်ထောင်ရွာကိုထွက်လာတဲ့နိုဝင်ဘာ23ရက်နေ့မှာတော့ဒေါ်လင်းအင်အားစုတွေကကြားဖြတ်တိုက်ခိုက်ခဲ့တာပါတိုက်ခိုက်ခံခဲ့ရတဲ့စစ်ကောင်စီစစ်ကြောင်းမှာကမ်ဘလူနယ်ကနေပြူဟာ330နဲ့ခမရ131တည်းရင်ကမ်ဘလူနယ်ကပြူစောတိစုစုပေါင်းခမန်းအင်အား180ဝန်းကျင်ပါရှိပါတယ်ထိတွေ့တိုက်ပွဲတွေမှာစစ်ကောင်စီတပ်စီကနေလက်နက်အလက်30ကျော်နဲ့ခဲယမ်းတွေရရှိခဲ့ပါတယ်ရှင်ဒေါ်လာရေးအကောင့်နဲ့မန္တလေးတိုင်းမြင်းချက်ခရိုင်အတွင်းကဒေါ်လာရေးတစ်ဖွဲ့ခုနှစ်ဖွဲ့ပူးပေါင်းပြီး အထူးလှုပ်ရှားစစ်ကြောင်းအဖြစ်ဖွဲ့စည်းလိုက်ပါတယ်။မြင်းချန်ခရိုင်အတွင်းပြန့်ကျဲနေတဲ့တရင်တပ်ဖွဲ့တွေကစစ်ရေးဖော်ဆောင်ဖို့ခရိုင်အတွင်းစစ်အုပ်စုကိုတိုက်ခိုက်နိုင်ဖို့ဒေသတွင်းပြည်သူလူထုရဲ့အသက်အိုးအိမ်ကိုကာကွယ်နိုင်ဖို့မြင်းချန်ခရိုင်အထူးလှုပ်ရှားစစ်ကြောင်းကို ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ဒေါ်လန်ရဲ့အဖွဲ့တွေကမနစ်ညပိုင်းမှာထုတ်ပြန်ကြေညာပါတယ်။မြင်းချန်ခရိုင်အထူးလှုပ်ရှားစစ်ကြောင်းမှာမြင်းချန်တောင်သာနထိုးကြီးငဆုံမြို့နယ်တွေကအဖွဲ့တွေဖြစ်တဲ့နထိုးကြီး People's Defense Force တောင်သာ People's Defense Force နထိုးကြီး Garilla Force မြင်းချံ Blood Tiger One More Colon Nason PDF Nason Minaga တပ်ဖွဲ့အာမန်တဲ့ပျောက်ကြားတပ်ဖွဲ့တို့ပူးပေါင်းပါဝင်တယ်လို့သိရပါတယ်။မြင်းချံ Blood Tiger တပ်ဖွဲ့ခေါင်းဆောင်ဘိုမိုက်ခဲကတော့စီလုံးမှုနဲ့သွားတော်ကတော့အားလုံးနေပါကောင်းလာနိုင်ပြီးစစ်ရေးရောနိုင်ငံရေးရောပြည်သူလူထုကိုကောက်ွယ်ဆောက်ရှောင်ရေးရောအကောင်းဆုံးကြိုးစားသွားမှာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီတရင်တပ်ဖွဲ့တွေကတပ်ဖွဲ့ဝင်တွေကိုစုဖွဲ့လေးချင်းပြင်ဆင်တဲ့လုပ်ငန်းစဉ်တွေလည်းပြီးမြောက်ခဲ့ပြီး လက်ရှိကြေညာချက်ထုတ်ပြန်ခြင်းကစလို့ခရိုင်အတွင်းကအရှိတန်းစစ်ပြေပြင်းနေစီမှာဒေသတွင်းတော်လှန်ရေးတပ်တွေနဲ့အဟန်ချက်မြင့်ကြီးပူးပေါင်းတိုက်ခိုက်သွားမှာဖြစ်တယ်လို့မြင်းဆက်ခရိုင်အထုလှောက်ရှားစစ်ကြောင်းကအတည်ပြုပါတယ်။ဒါ့ပြင်ခရိုင်အတွင်းစစ်ရေးအရှိန်မြင့်တက်နိုင်ဖို့နဲ့စစ်အာဏာရှင်အမြင့်ပြတ်ချိန်မိုးနိုင်ရေးအတွက်ပူးပေါင်းတိုက်ခိုက်လို့တဲ့လက်နက်ကတပ်ဖွဲ့တွေကိုလည်းမြင်းချက်ခရိုင်အထုလှောက်ရှားစစ်ကြောင်းကကြိုးစုံနေတယ်လို့အတည်ပြုထားပါတယ်။မြို့ဦးတော်လှန်ရေးမှာမြင်းချက်ခရိုင်ဟာအာဏာသိမ်းစစ်အုပ်စုကိုအစိုးဆုံးလက်နက်ကိုင်တော်လှန်ခဲ့တဲ့ ဒေသတွေထဲပါဝင်ခဲ့ပြီးမြို့သိမ်းတိုက်ပွဲတွေအထိဖြစ်ပေါ်စေခဲ့တဲ့ဒေသတစ်ခု ဖြစ်ပါတယ်ရှင်။ People's Wing ကတင်ဆက်ပေးနေတဲ့သတင်းတွေကိုကြည့်ရှုတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။